အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့လာမယ့် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြရကျဆိုပါရယ်။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရတော့စာရေးသူဖုံးမင်းနိုင်ရေးသားထားတဲ့မောင်ဖြိုနဲ့ကျောတော်ရွာကတည်ရဲနိုင်ဆရာကြီးစာစဉ်ငါးကိုဆက်လက်ပြီးတော့ထုတ်နေပြမှာဖြစ်ပါရယ်။အားလုံးကအနောက်ဆက်လို့အားပေးပါအောင်နော်။တကြံလည်းပြီးပြီဆိုတော့ကျောတော်ရွာလေးမှာလေတရွာလုံးဒီပါရွှေကျင်တဲ့အလုပ်ကိုလုပ်ကြရပြီဗျာ။ အဲ့ဒီထဲမှာကျောက်တို့ညီကကိုလည်းပါတာပေါ့။တကြလို့တော့ပြောတာပါ။ကျောက်တို့တွေမှာပျော်ပါးခွင့်တော့မရဘူး။ခမည်းတော်လည်းအတိပဲလေ။ဗတော့တက်စီမှု့လို့ကျောက်တို့တွေမန်းတက်လေဖြတ်လိုက်ရနေဆိုတာ။အမေရတော့ကျောက်တို့ညီကိုနှစ်ယောက်တနေ့ကရွှေကျင်ရမှာဆိုတော့ထမင်းကြိုင်လေးအသင်းထုတ်ပြီးမိဖို့ကြောင့်ထဲမှာပြင်ဆင်ထားလိမ့်မယ်။ကျောက်အကိုကြီးကတော့ချောင်းဆက်မှာရွှေကျင်ရမှာဆိုတိတ်ကိုပြောနေရ။ရွာရဲ့အပြိုကျော်တက်တိုက်ငန်းရမယ်ဆိုတဲ့အတွေးကြောင့်လာမသိဘူး။ အစောကြီးကိုထနေရပြဗျာပြီးတော့ကြောအိယာနိုးလို့အယောက်ထက်ဆင်းလာတော့အကိုကြီးတောင်မှတ်တေကောင်ရှိမှ အလုံးရှုံနေတယ်ဒါနဲ့ကြုံလဲမိဖို့ကြောင့်နေက အမေလက်ရနဲ့မနှက်စာအားရပားရလွေးနေရပေါ့ဗျာအဲ့ဒီအချိန်မှပဲအိမ်ပေါ့ဝါမှာကြုံအဖေနဲ့မေအော်ခေါ်နေအတန်တန်ကြုံကကြားလိုက်တယ်အူကြီးကြည့်စိဗျို့အူကြီးကြည့်စိအဲ့ဒီလိုအတန်လဲကြားရောအဖေကလည်းအိမ်ရှိကန်းကနေထလို့ခြံတကာတောက်ဖွင့်ပေးလိုက်တယ်အူကြီးကြည့်စိ ဆရာကြီးပြောရှိလားဟာကောင်ဆွေဆောင်ရင်ဘယ်ရဆရာကြီးကငါတို့အိမ်ကိုလာလေရမှလဲကွာအဖေအဲ့လိုပြောလိုက်တော့ဆွေဆောင်ကလည်းအိမ်ထဲကိုအတင်းပြေဝင်နေဆွေဆောင်ဆိုတော့ကျောတော့ရရင်မဟာနာမည်ကျော်ပုဂ္ဂိုလ်တအုပ်ပဲလေသူနာမည်ကလင်းလက်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့ဓာတ်တိုင်ကိုကြည့်ရင်တစ်ပင်ကိုပဲမြင်ရတဲ့ပုံစံမျိုးပါအဲဒါကြောင့်သူ့ကိုတရွာလုံးကဆွေဆောင်လို့ခေါ်ကြတာပေါ့ဗျာအခုဆွေဆောင်ကအဖေကဘောက်ဆက်ဆက်ပြောလိုက်လို့လားမသိဘူး အိမ်ထဲကိုပြေးဝင်လာတယ်။ပြီးတော့မိဖို့ကြောင့်ထဲမှာထမ်းမဲစားတယ်။ကျုပ်ကလည်းမြင်ရောဝမ်းသာအားရကျုပ်စီပြေးလာပြီးအခုလိုမျိုးပြောလိုက်တယ်။ဆရာကြီးဖြူကဲပါဦးဗျာ။ကျွန်တော်အမလှထွေးကြီးတရက်ဝင်ဖို့နေလို့ဗျ။သူစားကကြာရတော့ကျုပ်တော်အံ့ဩသွားပါလိမ့်။တတလုံးကလေးကကျုပ်ဆိုရင်မျက်မှောက်ကျိုးနေတယ်။ဒီကောင်ကအခုတော့ကျုပ်ကိုဆရာကြီးတဲ့။အမေပြီးတော့မင်းနေငါတွေတုံးတဲ့သူကကျွန်တော်ဆိုပြီးတော့ရှင်ကျင်းနေသေးတယ်။ အကုသူဝကျုပ်ကိုဆရာကြီးတို့ခေါ်လိုက်တော့သူ့နောက်ကလိုက်လာတဲ့အဖေရင်သူ့အတန်ဆိုးကြောင့်အေယာပေါ်ရက်ကနေဆင်းလာတဲ့အမေရင်အကုကြီးရဲကလည်းကျုပ်ကိုအန်အော်တဲကြီးနဲ့ကြည့်နေကြတာပါဒီတော့ကျုပ်ကလည်းအဖေတို့ရှေ့မှာဝင်ကြွားတဲ့ဇက်ကားနဲ့အခုလိုစုလိုက်တာပေါ့ဗျာခမ ्या တို့လည်းအသိပဲလေကျုပ်တစီပူးခန့်ရတဲ့သူတွေကိုထုတ်ပေးခဲ့တယ်ဆိုတာဩကိုဆွေဆောင်းပါလားကျုပ်ဒီနေ့ရွှေကျင်သွားမယ်လို့တော့စိတ်အာယုံထဲမှာခမ ्या လာမှကြိုသိနေလို့ မတော်သေးပဲစောင့်နေရပါဗျ။ဟင်။ဟောက်လာဆရာကြီးဖြူ။အာကိုပါတယ်ဆရာကြီးဖြူရဲ့ကျွန်တော်အမတော်ကြုတ်တိပြီပြီ။ခမည်းမတရေဖူခံထားရတယ်မှတ်လား။ဗျာ။အဆရာကြီးဖြူကဘလို့သိ။ကျောကလည်းအစောကထိုင်ရတဲ့ကြောင့်သူပြောထားတာမေ့လို့ကျောကအထင်ကြီးနေရကိုဆွေစောင့်ကိုကြည့်ရင်ဆရာကြီးကိုက်ဖန်လို့ညက်စီစုံမိတ်အာယုံပြုတ်လိုက်တယ်။အဖေနဲ့အမေရင်အကိုကြီးရဲ့ကတော့ကျောကမျက်စိစပွက်မှီစိုးနေကြတော့မှတော့တေးကြတယ်။ ပြီးတော့ကိုဆွေဆောင်အမြောက်ကောင်းတော့ကျုပ်ကိုကျုပ်တော့တကြားမင်းရဲ့ဗန်လူကပလာမြောက်ကြောက်ဖြာထက်တောင်းရောက်တော့တယ်လို့တင်လိုက်ရတယ်လေဘာပဲဖြစ်ဖြစ်ကျုံလဲဒီကောင်းတော့လိုက်ရရင်အလုံးလုံးဆောင်မလို့တော့ဘူးပြီးတော့အဖေတို့အမေတို့ပြောဆိုဒဏ်ကိုလဲခံရတော့မှာမဟုတ်ဘူးလေဒါနဲ့ပဲကျုံလဲအခုလိုမျိုးပြောတာပေါ့ကိုဆွေဆောင်အခုကျုပ်ကိုလာပြင်းနေစူပါတော့ဟုတ်ဟုတ်ပါတယ်ဆရာကြီးဖြူရဲ့ကျုပ်ကမှလှထွေးကြီးတန်ရပိုးနေလို့ပါဘာကွာမင်းရမလှလေးကို ဘယ်တရေကဝင်ပိုးတာလဲကွာအဲ့ဒီတရေငါနဲ့တွေ့မင်းကျောက်တောင်ဘာမှမပြောရသေးဘူးအကိုကြီးကဈာဖောက်ပြီးတော့ပြောလိုက်တယ်ဒီတော့ကိုဆွေဆောင်ကအကိုကြီးကိုဘူးကြည့်ကြည့်လိုက်တော့အမေအခုလိုမျိုးပြောလိုက်တယ်ဟဲ့ဆွေဆောင်နင်းကိုဘာမှမလုပ်ဖိဘာလို့ငါ့ကိုဘူးကြည့်ရတာတော့ဟာဒေါ်လေးအေးမလေးကျောကဒေါ်လေးသားကြီးကိုကြည့်လာပါဗျဩမသိပါဘူးဟဲ့နင်းရဲ့ကြီးကလည်းတားဟုတ်ကြည့်ရအမေကိုမြင်နေရတယ်လို့တကယ်လဲငါလည်းပြောကောမပြောချင်ဘူး အမေအလုပ်ပြောပြီးအဲ့ရပေါ်ဓာတ်ကိုပြန်တက်သွားခဲ့တယ်။ဆွေဆောင်ကတော့အမေပြောတဲ့စကားကြောင့်စိတ်ထဲမှာမတည့်မကြောက်ဖြစ်မိမှအမှန်ပဲလေဟုတ်ဘူးလား။ဒါပေမဲ့သူကလည်းအမေဆိုကြောက်တယ်။သူငယ်စဉ်အခါကအမေကျွန်တော်တို့ကိုစုံမတဲ့လက်တန်သူကောင်းကောင်းရင်းနေနေတော့အမေကိုရှိန်နေရလေဖြစ်ရင်ဖြစ်မင်း။ဆရာကြီးဖြူရင်ကျွန်တော်အမအကိုကဲပါအောင်ဗျ။အခုချိန်မှာကျွန်တော်အမအကိုကဲနိုင်တဲ့သူဆိုလို့ဆရာကြီးဖြူပဲရှိရပါဘူး။ ကဲထိုက်သူကိုကဲရောက်မှာပေါ့ကောင်းလေရဲ့အခုချိန်ကျတော့ဘသူကဆရာဘသူကအပလားဆိုတော့တဲခွဲပြီမှတ်လားကျောကကောင်းလေလို့ပြောလိုက်တော့ကိုဆွေဆောင်အန်အော်တဲကြီးကြည့်နေတယ်လို့အကိုကြီးကလည်းမထင်မှတ်ဖေးကျောအပလားလို့ပြောပြီးလက်ညှိုးကသူ့ကိုထိုးပြတယ်လို့ဖြတ်တော့ဒေါ်ပါသွားပြီးအခုလိုမျိုးပြောလိုက်တယ်ဘာကမင်းအောင်အောင်အပလားလို့ပြောချင်နေရလားငှဖြူမင်းတော်တယ်ဆိုတော့ငါအိတ်နေတဲ့လောက်ပဲရှိကေပေးစံမင်းရဲ့အဆောင်ကျူး အကိုကြီးကအတော်လေးစိတ်တူသွားပြီးကျုပ်လည်းပင်ကဘာကြီးတို့ပေးခဲ့တဲ့အဆောက်ကျိုးလေးအတင်းဆွဲဖြုတ်တာတော့ဗျအင်းအားချက်မများတော့ကျုံလေးအသားနဲ့ကြီးပေးလိုက်ရတာပေါ့ဒီတော့မှအကိုကြီးကကိုဆွေဆောင်ဘက်ကိုကြည့်ကဆရာကြီးကైဖန်လို့အခုလို့ပြောလိုက်တယ်ဟတ်ကောင်ရောက်ဖမင်းအထင်ကြီးနေတယ်ဆရာကြီးဖြိုးဝတရက်ဆောင်မပပြီစွမ်းမဲ့ထင်ခေါ်သွားလိငါ့ကိုအာပလာပြောတဲ့ဒီကောင်ကိုငါပြတ်မပေးဘူးအကိုကြီးအဲ့လိုပြောပြီး ကျုပ်စီအောင်အဆောင်ချိုးကိုရှူလို့အဲ့ရပေါပြတ်တက်သွားတာပါ။ကျုပ်ကလည်းကျုပ်ပဲလေ။အကိုကြီးရှေ့မှာမျက်စိနောက်အောင်လုံးမိလိုက်တာကို။အဖေကလည်းကျုပ်တို့ဖြစ်ပုံနီးစိတ်ဝင်စားဟန်မပြသူ့ဟာသူအိမ်ရှိကမ်းမှာထိုင်နေတယ်။အခုကျတော့ကိုဆွေဆောင်ကလည်းကျုပ်ကိုတေးချကြည့်ကအချိုးပြောင်းသွားတယ်ဗျ။အော်အခုတော့အပလာဖြူကအပလာဖြူဖြစ်သွားပြီအခုဆရာနိုင်ကိုပဲခေါ်ရတော့မီးမြို့ဆရာနိုင်ဆရာကြီးနိုင်ဆရာကြီးနိုင်ဆရာအဆောင်ကျုံးနဲ့ကျွန်တော်အမ ကယ်ပေးပါအောင်ဗျကိုရွှေဆောင်ကအိမ်အပေါ်ထက်ကအကိုကြီးကိုအဲ့လိုပြောပြီးအော်ခေါ်နေရဲ့အတန်ကိုအပေါ်ထက်ကအမေရနားစားမြင်ကတ်လာတယ်အခုအမေရအငဲကောင်ထော်ကြီးကိုကြောင်းသားဖို့ပြင်ဆင်ပေးနေတဲ့အချိန်လေးဗျအောက်ကဘဲတလုံးညာတစ်ဖက်ကမနဲ့စောစောစီစီအတန်ပြင်းနဲ့ငါအိမ်ကိုအလုအိမ်များမှတ်နေလားပြီးတော့တင်လာကြညီရကုန်အလုသွားမှဆိုလဲသွားရှုပ်ရှုပ်ရှက်ရှက်အတန်ကြောင်းရင်တနခေါတော့စာမိမယ် အမေအလိုအသက်ပေးပြီးတဆက်ထဲမှာပဲအိမ်အပေါ်ဓာတ်ကနေတနက်ခါတော့ပြက်ပေါက်တာတစ်ချက်ကျုပ်တို့ကြားလိုက်တယ်။သိမကြဘူး။အကိုကြီးတယောက်အဖေတိုက်ပုံနဲ့ပစိုးအကွက်ကျဲကြီးတွေကိုဝှက်ပြီးအပေါ်ကခေါင်းမအဖြူကြီးပေါင်းလို့အိမ်ရောက်ကိုပြေးဆင်းလာခဲ့ပြီလေ။အမေကအကိုကြီးကိုမျက်စိနှာလို့တနက်ခါတော့နဲ့ပြက်ပေါက်လိုက်တဲ့ထင်တာပဲဗျ။အကိုကြီးကလည်းအိမ်ရောက်ထက်ရောက်တာနဲ့ဆွေဆောင်လက်ကိုဆွဲပြီးကမန်းကရက်အပြင်ကိုပြေးတော့တာပဲ။ကျောက်တောင်သူတို့နှစ်ယောက်အနောက်ကို မနှဲကိုပြေးလိုက်ရတယ်။ဒီလိုနဲ့ရောအလဲပိုင်းလေးရောက်ရောချက်ချင်းဆိုသလိုကျောင်းအကိုကြီးရဲ့မျက်နှာတည်ငြိမ်သွားတယ်ဗျာ။ပြီးတော့တကယ်ကိုအထက်လန်းဆရာကြီးရောက်ရောက်နေဂရေတတန်းတန်နေခြေလန်းအမှန်လေးကိုရှောက်ပါလေရော။ဆရာနိုင်ရဲ့အမြန်ရှောက်ပါဗျ။ကျောင်းအမမဟုတ်ရင်မကယ်နိုင်မဖြစ်နေပါအောင်မေ။မလောစားပါနဲ့ကွာ။မင်းရမလှလေးကိုဆရာနိုင်ကိုတိုင်ကဲပေးမှာပါ။မပူနေကွ။ဒါနဲ့မင်းတို့အိမ်မှာဘသူတွေများရောက်နေကြသေးလဲ ရွာထဲကသူ့ရဲ့တိုင်ခဲ့ချင်းကိုနောက်ကင်အပြိုတတိုက်နေရောင်းနေပါနေဆရာကြီးနိုင်ဟေးဟုတ်လားကွအကွေကြီးမျက်နှာအဆတွေ့တဲ့စိတ်တကောင်လို့ဖြစ်သွားတယ်ပြီးတော့သူ့ကိုယ်သူတကယ်ဆရာကြီးတယောက်လို့အမှုရောက်ရင်းလောက်ပြတော့ကျုပ်ပြင်အတော်လေးကိုစိတ်ကတိကအောင်ဖြစ်ရတယ်ကျော့ကိုယ်တိုင်ကလေအဆောင်ကျိုးကအကူကြီးလက်ထဲမှာဆိုတော့အခုချိန်မှာကျိုးပြတ်သွားတဲ့စွန်တကောင်လို့နှိမ့်ကျသွားတဲ့အခြေအနေလေးပြဒါနဲ့ပဲအကူကြီးနောက်လိုက်လို့ရင်လိုက်ခဲ့ရတယ်လေအကူကြီးကတော့ ကောနောက်ကိုင်းတတိုင်းရှိမှအစွမ်းပြမယ်ဆိုပြီးဒီတခါတော့ရှေ့ဟာခတ်တော့တော့လေးပြန်လျှောက်တယ်။ကျောတို့တော်သူ့ကိုမှုဖို့မပြေးရောက်တော့လိုက်ခဲ့တယ်။ဒီလိုနဲ့ကိုဆွေဆောင်တို့အိမ်အပေါ်ထက်ကိုကျောတို့ရောက်တော့အကောကြီးကခတ်တီတီပြီးကာလာသားတွေချုပ်ထားပြီးလှထွေးကြီးအနည်းရဖျားကန်းရှိအောင်တင်မလင်ခွေလို့မန်ပါပါအောင်ထိုင်နေတယ်။ပြီးတော့ဟမ်မပြတ်ဖျားတော်ရှစ်ခုံးလိုက်သေးရင်ကျောကလည်းအကောကြီးဖေးရပေါ့။အိမ်အပေါ်ထက်မှာရှိရင်အပြိုတိုက်တိုင်းနဲ့ကာလာသားတချို့ကလည်း အကိုကြီးကိုတိတ်မယုံဘူးဗျကျောင်းအကိုကြီးကဘယ်အရာမစူးတလွဲပဲအမြင်လောက်တတ်တာလေကဲအခုအစပြီတရွာလုံးကျောက်ကိုဆရာနိုင်လို့ခေါ်ကြအခုပဲသူ့ကိုဝင်ပိုးနေတဲ့တယမ်းမောက်ကျောက်ကဆုံးမပြမီဘာဟဲ့ငါအမမဟုတ်ဘူးအထီးကငါ့ကိုဆုံးမမယ်ဆိုတဲ့မင်းကဘာကောင်လေကွာကာလာသားတွေဝိုင်းချုပ်ထားပြီးလှထွေးကြီးအဲ့ဒီလိုပြောလိုက်တော့အကိုကြီးကလေသူ့အိတ်ကက်ထဲကအဆောင်ကျိုးကိုထုတ်ပြီးပြလိုက်တယ် 你老等一个，老里够高，没得往里穿不了？俺个人那样不哈！老杨梅，天年老精神。俺家没弄药等人下，大饭店三意没风到大是视俺我瞧没常看哩。大饭店三意还单那就招着，阿哥夜里说，哪里问我瞧哪里？哩，都俺拿我干当哩。不要走夜上酒来说常哩。大便妹，微博上的，大饭店，爸妈没撇产品羊肉，阿哥就夜里。 အဆောင်ရုပ်စွထားရကနေပြက်ဖြုတ်တာပဲဗျာဒီတော့အချုပ်ခံထားရတဲ့တပတ်ကြီးကလည်းအားကုန်ရှုံးလိုက်တာချုပ်ထားတဲ့ရွာသားတွေအဝေးကိုလွင့်စင်သွားကြတယ်ဗျာတောင်မျက်နှာအကူကြီးကလည်းကြောက်လန့်ပြီးအလင်အမြန်အဆောင်ကျိုးကျုပ်စီပြစ်ပြီးလို့ပရင်းပေါက်ကနေခုံချပြေးတော်တယ်အကူကြီးထွက်ပြေးသွားတော့ကျန်တဲ့သူတွေကလည်းဖဲနေမလဲဗျာအကောင်လုံးကိုဆင်းပြေးသားတယ်ဒီတော့ကျောက်ပြောက်တွေကြံနေတော့တာပေါ့ဝင်ပူးထားတဲ့တပတ်ကြီးကလည်းသူ့ကိုမကြောက်မလန့် ထိုင်ရမထဆူဆိုင်ကြီးရဲ့ကြုံအနာတဖြည်းဖြည်းနဲ့တိုးလာတယ်။တကယ်တော့ကြောင်လဲသူတို့လို့ပြေးချင်တာပေါ့။အခုကြောင်ကပြေးမရဘူးဗျ။ကြောင်တမလင်ခွေထိုင်နေရင်ခြေမကြမ်းကတဲ့ကြောင့်ညက်နေရလေဗျ။ဒီတော့ကြောင်လဲမသိမသာခြေမကိုအတင်းထုတ်ပြီးထုတ်နေရတဲ့ချိန်မှာဝင်ပိုးထားတဲ့တပတ်ကြီးလက်ကြီးဆက်လို့ကျုံစီတရွေ့ရွေ့နဲ့ကတ်လာတယ်။ကြောင်လဲကြောင်လုံးလို့ချွေးစီချွေးပေါင်းတွေကြာနေတော့တာပေါ့ဗျ။ပြီးတော့အိမ်အပေါ်ကနေဆင်းပြေးသွားတဲ့သူတွေကလည်း အောက်ကနေလှမ်းကြည့်နေချလို့တောင်ကျော်လင်းဟမ်းမပြတ်တော့နေနေရတာလေဒီလိုနဲ့ဝင်ပိုးတဲ့သပတ်ကြီးကကျော်အနာလက်တကန်းအကွာလေးရောက်ရောကျော်လင်းအားကောင်အနာခံပြီးခြေမောက်ဆွဲထုတ်လိုက်တယ်ကံကောင်းကျန်တော့ကျောက်ခြေမောက်ကရင်အပေါက်ချားကနေလွတ်ထွက်လာပြီးကျောက်ကလည်းအနာကိုခြေပြန်ပက်လက်လန်းချသွားခဲ့တယ်တိုက်တိုက်ဆက်ဆိုင်ပဲဗျာကျောက်အနာကိုခြေပြန်ပက်လက်လန်းလဲချသွားတဲ့အချိန်မှာကျောက်ရဲ့ခြေပြန်ကန့်ချက်ကအနာကတ်လာတဲ့ တပတ်ကြီးရဲ့မိကိုတဲ့တဲ့ကမ်းမိသွားတယ်။တပတ်ကြီးကတအင်းအင်းနဲ့ညှို့ညို့ရင်းအနာကိုတက်ချက်လန်းကျသွားတယ်လေ။ကျောကလည်းဒီအခွင့်ရဲ့လက်လော့မခံပေလဲကြနေရကထရက်လို့မတ်လှထွေးကြီးရဲ့ခေါင်းကိုအဆောင်ကျိုးနဲ့ဆွတ်ချတယ်။ဒီတခါတော့အဆောင်ကျိုးကအစွမ်းပြတယ်ဗျ။ကျောကိုယ်တိုင်ဆွတ်လိုက်ရောတပတ်ကြီးကထွက်သွားပြီးတိတ်မကြခင်မှာမတ်လှထွေးကြီးတယောက်တတိပြန်ရတယ်။ဒီတော့မှအိမ်အောက်ကကြည့်ရဲ့အကူကြီးအပါဝင်လူတွေအားလုံးအိမ်အပေါ်ကိုပြေးတက်လို့ ျောကအထင်ကြီးရအမှုရာတွေနဲ့တည်ရွတ်တဲ့သည့်ဆက်ဆံကြနေပြပြီးတော့ကျောရဲ့တရင်ကကျောတော်တရွာလုံးဖောက်လက်သွားလို့အဖေနဲ့အမေသားမကအကိုကြီးရပါကျောအပေါ်အပြောအဆူကအစချိုးနေရောပြီးဟဲ့ကြောက်ပြီပြီလောင်ရွှေကြီးတို့မောင်ဖြူကြီးကတကယ်ကိုစွန့်နေဟာအခုကစပြီးသူ့ကိုတရေနိုင်ဆရာကြီးဆိုပြီးတရွာလုံးကခေါ်နေကြတယ်ဟမ်ဟုတ်လားငါလဲအဲ့ဒီနေရာရောမရှိဘူးဘလို့တွေဖြစ်ပြီး ကျက်သိမ့်မပြည့်တဲ့ညီကိုနှစ်ယောက်ထင်ကမောက်ဖြူအေးဟုတ်ပေါ့နင်းတို့ပြောနေတရဲနိုင်ဆရာဖြူဟာဆရာကြီးဖြစ်သွားတာလေအေးဟဲ့ငါလည်းမျက်မြင်တွေ့ရလို့ရုံတာလှထွေးကြီးကိုတပတ်ကြီးဝင်ပိုးတော့ကိုတရဲနိုင်ဆရာဖြူဟာဝင်ပိုးတဲ့တပတ်ကြီးရဲ့မျက်နှာကန့်ပြက်လိုက်တာတပတ်ကြီးပလက်ကိုလှမ်းပြီးလဲကျသွားတာဟဲ့ပြီးတော့အဆောင်ကျုံးနဲ့ဆွပေးလိုက်တော့ကြောက်ပြီးတော့ထွက်ပြေးသွားတာနင်းမစင်စားကြည့်အကောင်လုံးကကြောက်ပြီးဆင်းပြေးသွားတဲ့အချိန်မှာ သူတယောက်တည်းကြံခဲ့ပြီးတပတ်ကြီးကိုကန့်ပြက်လိုက်တာနဲတဲ့အစွမ်းလားရွာရဲ့ကောနောက်ကိုင်းအပြူတွေကလည်းကျုပ်ကိုအရင်ကားထပ်ပုံလို့အေးပေးလာကြတော့အကိုကြီးကကျုပ်ကိုတိတ်ကိုအားကျနေတာပေါ့သူကဆရာကြီးဆိုပြီးအရှက်ကွဲခဲ့တော့အပြူချောင်းတွေကသူ့ဆိုရင်အရင်ကားထပ်ပုံလို့အထည်သိနေကြတာလေအခုတော့သူကကျုပ်သွားရနောက်ကိုတကားကကိုလိုက်နေရဗျာဒီလိုနဲ့ကျုပ်လဲဘာကြီးတိုးစီသွားတော့လေမလိုက်ဆက်ဘူးအကိုကြီးကလိုက်လာခဲ့တာလေ ကျောတော့ဘာကြီးတို့အိမ်လေးရောက်ရောဘာကြီးတို့ကမကြီးပြင်ကွက်ပြက်လေးမှာပဲရှိသေးတယ်။ဘာကြီးတို့ရဲ့မျက်နှာအမူအရာကလည်းအရင်ကထက်ဆိုင်ရင်တိတိတတ်တာကိုညှိုးငယ်နေရဗျ။ကျောတော့ညီကောင်တယောက်ရောက်လာတာလေးမြင်ရောသူကပဲအရင်ဆုံးနှုတ်ဆက်တယ်။အော်တရဲနိုင်ဆရာကြီးဆိုပြီးနမဲကြီးနေတဲ့မောင်တော့ကြစူစမ်းပါအောင်။ဘာကိစ္စများရှိလို့ရောက်လာတာလေးကွယ်။ဒီတခါဘာကြီးတို့ရဲ့မွေးရပုံစံကအရင်ကနဲ့မတူဘူးဗျ။အရင်ကဆို အပြောင်းလေးနဲ့ကြိုးစိုးတတ်တဲ့ဘာကြီးတို့ရဲ့အမှုအရာနဲ့မျက်လုံးတွေကအဆညှိုးငယ်တဲ့အရေးရောက်နေအထင်သာပဲကျောင်းကလည်းဘာကြီးတို့နေမကောင်းမှုထင်လို့ဘာကြီးတို့အနာသွားကနှစ်ဖူးကိုလက်နဲ့ဆန်းကြည့်ရော်လေပုံမှန်ပဲကဲမောင်တော့ကြောင့်ဘာကြီးတို့ဘာမှမဖြစ်ဘူးဒါနဲ့မင်းရဲ့ကိုရီမောင်းနိုင်မှမလာဆက်ဖူးလာပါလားကွယ်ဟုတ်တယ်ဘာကြီးတို့ရဲ့ကျောင်းကလည်းငဖြိုးလိုအဆောင်ကျိုးလေးပေးဖို့လာတောင်းတာပါပြီးတော့သူ့ရဲ့အဆောင်ကျိုးက ကျုပ်ကြတော့ဘာလို့မစွမ်းနိုင်လဲဖိုင်တူအဆောင်ကျိုးဆိုတော့ကာယကရှင်တယောက်ရဲ့နိမ့်နံတစ်ခုအတွက်ပဲလုံးလို့ရတယ်ကွ့ဘိုင်တူကမောင်းတောက်ကြအတွက်လုံပေးအောင်ဆိုတော့မောင်းတောက်ကြပဲအသုံးပြုလို့ရှားမာလေကွ်ဟာဒါဆိုကျုပ်ကလည်းလုံပေးပါအောင်ဘိုင်တူရဲ့ဘိုင်တူထိုင်ကြတော့ပါလေဖျာဘိုင်တူကကမန်ကရန်ကိုပြစ်ပေါ်မှာထိုင်နေဘိုင်တူကိုကြော့ပြီးတော့အဆောင်ကျိုးကိုတောင်းပါလေဒီတော့ဘိုင်တူကလည်းသူ့ရဲ့အိမ်ထဲခဏဝင်သွားလို့ ကျောက်လိုပဲအဆောင်ကျိုးတစ်ခုရှိပြီးအကိုကြီးကိုပေးလိုက်တယ်။ဒီတော့မှကျောက်အကိုကြီးမှုရတဲ့မျက်နှာချင်းနဲ့ဆက်ဖြည်းဖြည်းချင်းဖြစ်နေရပေါ့ဗျာ။အဲ့ဒီမှာဘာကြီးတို့ကအခုလိုမျိုးပြောတယ်။ကဲမင်းတို့ညီအကိုကိုဘာကြီးတို့တစ်ခုတော့တရီပေးချင်တယ်ကွယ်။အဆောင်ကျိုးအကိုနဲ့မမြင်ရတဲ့ဘုံလောကသားတွေရဲ့စီကို မကြော်ချားနဲ့ပေါ့။သူစီကိုစီဆိုတဲ့သဘောမျိုးတိုင်းသူတို့ဘက်ကစီးကြော့ပြီးလူတွေကိုပုကတ်တာမျိုး လောက်လိုက်ရင်တော့ကိုပေးလို့တော့ရှာတယ်။အေးဒီလိုပဲကိုဘက်ကစီးကြော်ပြီးသူတို့နည်းမြေကျူးကြော်ပြီးအနိုင်ကျင့်ဖိုးကြမယ်ဆိုရင်တော့ကိုပဲခံရလိမ့်မယ်ဆိုတာသိထားပါ။ဟုတ်ဟုတ်ကဲ့ပါကြီးတို့။ကျုံအဲ့လိုမျိုးမလုပ်ပါဘူးဗျ။ကျုံလေငဖြိုးလိုမျိုးဖြစ်ချက်လို့လာတောင်းတာပါ။အေးကောင်းပြီမောင်နိုင်။ကဲမင်းပြန်တော့ကိန်။ဘာကြီးတို့လောက်ဆရာရှိသေးရဲ့။မောင်တော့ကြတော့ခဏနေခဲ့အောင်။ဘာကြီးတို့အဲ့လိုပြောလိုက်တော့အကိုကြီးတယောက်စောင်းကြွားကြွားနေ။ ။ဘာကြီးတို့နှုတ်ဆက်ပြီးတော့ထွက်သွားတယ်။ကျောကတော့နေခဲရတော့တာပေါ့။အခုလောက်ဆိုရင်ကျောအကိုကြီးတရွာလုံးပတ်သွားလို့ဆရာကြီးလုံတော့မယ်ဆိုတာကျောကောင်းကောင်းသိနေခဲ့ပြီလေ။ကဲမောင်တော့ကြောင့်ဘာကြီးတို့ကနောက်ဆုံးအနေနဲ့မင်းကိုလက်ဆောင်တစ်ခုပေးချင်တယ်ကွာ။ဟာဗန်းနဲ့နောက်ဆုံးလေဘာကြီးတို့ကဘာကြီးတို့ကဘယ်သွားမလို့လဲဗျ။ပြောပါဘိုင်တို့ကြောက်ဖို့ခွဲမသွားရဘူးဗျာတကယ်လို့ဘိုင်တို့တနေရရသွားရင် ကျောကလည်းအပခေါ်ပြကျောဘာကြီးတို့မခွဲနိုင်ဘူးဒီမဲ့မောင်တောက်ကြောင်ဘာကြီးတို့ရဲ့အသက်အရွယ်ကနောက်ဆုံးအရွယ်ကိုရှောင်းနေခဲ့ပြီသင်္ခါရသဘောတရားကိုလိုဆန်လို့လည်းမရဘူးကွတကယ်လို့မြဘာကြီးတို့မရှိတော့ရင်ဘာကြီးတို့ရဲ့ကိုစားဟောရီကဂျင်းနဂါရုပ်လေးကိုရှူထားကွအစိမ့်ရှိရမွေးမှတ်တဲ့မြအကိုက်ခံရရင်ဒီရဲ့ရုပ်လေးကိုရေးစိမ့်တိုက်ပျောက်တယ်ပြီးတော့အပနဲ့နဲ့နေရမှလည်းဒီရဲ့ရုပ်လေးကိုပြောင်းလိုက်ရုံနဲ့ တာမန်တန်စီတဲ့ရဲတွေကြောက်ကြတယ်။ဘာအီတိုအဲ့လိုပြောပြီးတထွာကကျင်းနကောင်အယုတ်လေးကျုပ်ကိုပေးလိုက်တယ်ဗျ။ကျုပ်သေးချာကြည့်လိုက်တော့ကျင်းနကောင်အယုတ်လေးအတော်လေးကိုလက်ရမြောင်းနေရပဲဗျ။ဒါနဲ့ဘာအီတိုကကျုပ်ကိုဖားလို့ဒီအယုတ်လေးပေးရလေ။ဒီလိုမှတော့ကြရဲ့။မင်းကတိတ်တာစမဖြစ်ချင်တာ။မင်းအကိုကြီးနဲ့မတူဘူး။စေတနာကောင်းနေစိတ်ရင်းကောင်းနေကြွားဝဓာတ်တာကလွဲရင်လူတစ်ဖက်သားကိုကုညီချင်တဲ့စိတ်အပြည့်ရှိတယ်။ အားတော့ကြောင့်နောက်တစ်ချိန်မှာမင်းလူတွေကိုကိုင်ကြီးစောင်းရှောင်းနိုင်ဖို့အတွက်ဘာကြီးတို့ကလက်ဆောင်ပေးရမှာကွယ်ဟာဘာကြီးတို့ကလေဘာကြီးတို့ကကျောက်ကိုချီချူးသလိုလိုနဲ့စက်မပြည့်ဘူးလို့ပြောနေဗျာပြီးတော့ကျောက်ကိုအယုတ်လေးပြပြီးဘာကြီးတို့ကဘယ်ဟုတ်တော့မလို့လေဒီရဲ့ယုံလေးကဘလောက်ပဲမိုးပေါ်ပြန်မြေရှိုးရအောင်စွန်းနေပါစီဘာကြီးတို့နဲ့အစားမထိုးနိုင်ဘူးရော့ပြန်ယူပြားဘာကြီးတို့ကျောက်မလို့ခြင်းမူကျောက်အတွက်ကတော့ ဘာကြီးတော့သာတံမိုးမဖြတ်နိုင်နေလူတယောက်ပါကျောက်လဲငိုးတန်းနေပေါလို့ပေါ့ဗျာဒီတော့မှဘာကြီးတို့ကကျောက်ကိုကြည့်ပြီးပြုံးပြတယ်ပြီးတော့ကျောက်ပကောင်းလေးအသာပေါက်ကကျောက်ပြန်ပေးရဲ့ကျင်းတကားရုပ်လေးမယူပဲအိမ်ထဲကိုပြန်ဝင်သွားတယ်ကျောက်ကလည်းဘာကြီးတို့အိမ်ထဲဝင်သွားတော့အနောက်ကနေလိုက်ပြီးပဲဘာကြီးတို့ဟာတကားပိတ်သွားတယ်ပြီးတော့အိမ်ထဲကနေအခုလိုမျိုးကျောက်ကိုပြောင်းလိုက်တယ်မောင်တောက်ကြဘာကြီးတို့ကအခုလောလောဆယ်အရိဒါတခုဝင်နေလို့ပါကွယ် ဘာကြီးတို့ပြီးတဲ့ကျင်းနကအယုတ်လေးကိုတခါလေးယူသွားတော့နောက်ခုနှစ်ရက်နေမှဘာကြီးတို့လာတွေ့ပါခွေကဲပြန်တော့မောင်းတော့ကြဘာကြီးတို့ဒိဋ္ဌံဝင်အောင်မေဘာကြီးတို့အိမ်ထဲကအဲ့လိုပြောတော့မှကျုံလဲဝမ်းနေမှုရောကြသွားခဲ့တယ်ဘာလို့လဲဆိုတော့ဘာကြီးတို့အဋိဌံပတိစိတ်နေလို့ကျိုးကအဲ့လိုတွေပြောတာဖြစ်လိမ့်မယ်ဒါနဲ့ကျုံလဲဘာကြီးတို့ပြီးတဲ့ကျင်းနကယုတ်လေးယူပြီးအိမ်ကိုပြန်လာတယ်ကျုံအိမ်လဲရောက်ရောအကိုကြီးကပြန်မရောက်သေးဘူး ဒါနဲ့ကျောင်းလဲကျင်းတကားရုပ်လေးကိုကျောင်းရဲ့အလုတ်သွားရင်လွဲနေကြလွယ်လေးနဲ့ထည့်ထားလိုက်တာပေါ့ဗျာပြို့တော်လေးအေးမတော်လေးအေးမအိမ်ရောက်ကအမေကိုခေါ်နေတဲ့အတန်တစ်ခုကြောင့်အမေလဲအိမ်အပေါ်ထက်ကနေအောက်ကိုဆင်းသွားခဲ့တယ်ဗျာကျောင်းကလည်းဘသူလဲသိအောင်အမေနောက်ကနေကန့်လိုက်ခဲ့တာပေါ့ကျောင်းနဲ့အမေအိမ်အောက်ကိုရောက်တော့အေးထွေးရဲ့တာကိုချက်ဖောင်းကြီးဖြစ်နေတာဗျာဒါနဲ့အမေလဲကိုချက်ဖောင်းကို လာရဲကိစ္စအကြောင်းစုံကိုမေးတော့ကျောင်းအကိုကြီးရဲ့အကြောင်းစပြီးပြောတော်လေဒီလိုဒေါ်လေးအေးမှာဒေါ်လေးသားကြီးကိုနိုင်ကတင်းကြပြတ်မအိတ်ဖိန်တရေ၆ပါးလေးဆိုရင်ကိုသာကွားတော်လဲဆောင်တဲမှာတောင်းအိမ်ပါလေဗျာဟာဒီကောင်ကတော့ဘာတွေရှောက်လို့နေလဲမသိဘူးဒါနဲ့နေလို့ရောမတအောင်လားချက်ဖောင်ကျောတို့လည်းဘလို့မှတားမရဘူးဗျာသူကတရေနိုင်နေဆိုပြီးအဲ့ဒီမှာတောင်းအိမ်ပြမယ်ဆိုပြီးအတင်းကိုပြောနေတာပြီးတော့ဒေါ်လေးသားက ကိုတာဝညမကိုကြိုက်နေရလေဗျာဒီတော့သူတို့မောင်နှမအထင်ကြီးဖို့သွားရင်ချက်နာလေးပါတာပေါ့အေးဟဲထားလိုက်တော့ဒေးကိုငါလဲမနိုင်ဘူးအကြီးရတမျိုးအလက်ကတမျိုးနဲ့သူတို့နှစ်ကောင်မွေးထားမိတာကွာမှားတာငါမွေးတော့ကတော့ပြည့်ပြည့်စုံစုံပဲကြီးမစက်မပြည့်တဲ့ဒီနှောင်းနဲ့ငါလဲအတော်လေးကိုစိတ်ညက်တယ်ဟာမရလေตาเนี่ยบ่มาไม่ใส่หมูเลยอกวยี้บ่าตาอายุท่าตาปยอก็บ่ป่าวไต้ซ้างกับผู နေကိုယ်တိုင်းနဲ့ဆရာရောင်ရောင်ဘာရောင်ရောင်နဲ့ငါမျက်စိကိုနှောင်းနေပြီမပြောချင်လို့ကြည်နေတာအကောင်းမထင်နဲ့နေလို့ကြက်မပြည့်တဲ့သူကိုဆရာတင်းနေတဲ့တင်ရွာလုံးလေးယူနေကြပြီထင်နေအမေအတော်လေးကို စိတ်တုန်နေရဗျာအမေအမူရကြည့်လို့ကိုချက်ဖောင်းလေးပြန်လှစ်သွားတယ်ကြောက်သိပါတယ်အမေကအကိုကြီးကိုစိတ်သာတုန်နေရစိတ်ပူရတော့အမှန်ပဲကျောက်တော့မိသားစုမှာထူးခြားတာကတခြားမိသားစုတွေနဲ့ဆန့်ကျင်ဖက်ပြီးအဖေကသားသမီးတွေကိုချစ်တာထုတ်ပြပေးပြီး အမရတော့ထုံးမပြဘူးအခုအကိုကြီးရတရဲ၆တဲ့ဆိုရိကိုသားကလဲဆောင်တယ်တယောက်တည်းသွားအိတ်တယ်ဆိုတော့အမေရမကကြုတ်လဲစိတ်မချဘူးတိတ်မကြငင်မှောင်တော့မင်းဒါနဲ့ကြုတ်လဲအမေစီခွန်းထားပြီးအကိုကြီးကိုပြန်ခေါ်မယ်ဆိုတော့အမေရလည်းကြည်ကြည်ဖြူဖြူနဲ့ကိုခွန့်ဖြူတယ်ပြီးတော့အပြောဆိုကအစပြောင်းလဲသွားတယ်တာလက်မင်းအကိုကြီးအဘခေါ်ခင်တော့ကြာလာတရားမှာသူ့ကိုအမေကိုယ်တိုင်ကျင့်နေရိုက်လို့ဆုံးပါမင်းမှောင်တော့မင်း မင်းအကူကြီးရှိအောင်မြင့်မြတ်သွားကျုံလဲအမေခွင့်ပြုတာနဲ့အိမ်ရပေါ်တဲ့ပြေးတက်ပြီးကျုံလွယ်နေကြလွယ်အိတ်ကလေးကိုလွယ်လို့အကူကြီးရှိအောင်ကိုတော်ကလဲဆောင်တဲစီထွက်သွားပြီးကျုံရွာလန်းတက်လျှောက်ဖြတ်သွားတာအပြိုရီစီကကျုံအကူကြီးချီကျူပြီးပြောနေတဲ့စကားသံနေကြားနေရတယ်ဗျာကျုံအကူကြီးကတည့်ရဲ၆တိလဲဆောင်တဲကိုသွားပြီးတည့်ရနှိမ်နှင်းမှုသွားနေဆိုတဲ့အကြောင်းပေါ်နေပြီးတော့ကျုံကိုလည်းလာနှုတ်ဆက်လို့ဘယ်သွားမလဲဘာညာနာလို့ဆက်ဆူးကြသေးလို့ ကျုပ်လည်းဘယ်သူမှဘာမှစမ်းမပြောတော့ဘူးအကိုကြီးရှိကခတ်တော့တော့လေးရှောက်ခဲ့တယ်ဒီလိုနဲ့ကျုပ်ကသာခွားရိတ်လေခွင်းနားလဲရောက်ရောအမအတို့ကတစားတစားဝင်ရောက်တယ်ပြီးတော့လဲဆောင်တဲကိုလည်းကျုံရောက်ရောအကိုကြီးကအိမ်ဖျားစင်ကအဖေပဒီးကြီးကိုလည်းဘဲမှဆွဲလို့အထာကြကြတရားတော်ထိုင်နေပါသေးရင်ဒါနဲ့ကျုံလေအကိုကြီးရဲ့တမာရီကိုစမ်းကြည့်ချင်တာနဲ့လဲဆောင်တဲလေးရဲ့အသားထိုင်လေးတွေလှုံရမ်းလိုက်တာပေါ့ဗျာဟဲ့တန်ရဲဆောက်တီငါးဆိုးတဲ့ဆရာကြီးနိုင်ငံက မင်းတို့နှင်ထုတ်ဖို့လာခဲ့တာကအခုချက်ချင်း6လက်နေရရက်ပြီးထွက်သွားစမ်းအကိုကြီးကတရားထိုင်ရင်နောက်ပြန်လှည့်မကြည့်ပဲပြောတော့ကျော်လဲကြိတ်ပြီးရေရတာပေါ့ဒီလိုနဲ့ကျော်လဲနောက်တစ်ဆင့်တိုးပြီးညီစာခဲ့တဲ့ချူကိုင်ကလဲဆောင်တဲ့ဂဒင်လေးစီပြတ်တယ်နေအမှန်လေးပြဒီတခါတော့အကိုကြီးကလန့်သွားတယ်သူ့နောက်ဘက်ကျန်းကလေးပေါ့ညီစာခဲ့တဲ့အဆက်မပြတ်ကျော်ကပြတ်ချနေတော့သူ့နောက်ကျောင်းမလုံတော့ဘူးလေဒါနဲ့သူ့တရားထိုင်တာဖြုတ်ပြီးနောက်ကိုလှည့်ကြည့်တော့ကျော်လဲကပြားခင်ရ တဲအနောက်ကိုဝင်ပုံနေအကိုကြီးရဟိုကြီးဒီကြီးကြည့်နေရင်လေပင်ကပရီးကောင်းကိုချက်လို့အခုလိုမျိုးပြောနေဟဲ့တရေဒီဒါကတိုင်ဝင်ပရီးတယ်ကွာမောင်ကြီးစရှိသေးရငါ့ကိုလာချောင်းနေတယ်အကုံလုံးထပ်ပြီးမသိချင်ရင်အခုကျနေပြန်လှည့်သွားကြငါပရီးစိတ်ရောမေအကိုကြီးအဲ့လိုပြောကပြန်လှည့်သွားပြီးပရီးစိတ်သေးရင်ကျုပ်လေဒီတခါတော့အကိုကြီးမသိအောင်လဲဆောင်တဲခါမိုးဖို့ကိုဖတ်တတ်တယ်တဲတခုလုံးကျုပ်အပေါ်တက်တော့ရိုင်းရံသွားခဲ့တယ် ဒါတော့အကိုကြီးကပရိစိတ်ရင်တောက်တစ်ချက်ခေါက်လို့နောက်ပြမလဲအခုလိုမျိုးဆက်ပြောတယ်။ဟဲ့ငါရဲ့အဆောက်အအုံပေါ့ကုန်များအခု၆လနဲ့တရင်တွားရောက်နှိမ့်နေစမ်းကျောက်အကိုကြီးလိုမျိုးဖယားမေတရားမေးရဲ့သူအခုကြမှလှုပ်ပြပြီးမတင်ရင်အဆောက်အအုံတွေရတဲ့ပုံစံမျိုးကိုပြောနေတော့ကျောက်ပြမရင်မိအောင်အတင်းထိန်ထားတယ်။ဘာပဲဖြစ်ဖြစ်ကျောက်အကိုကြီးဒီတိုင်းခေါ်လို့ရမှာမဟုတ်ဘူး။သူ့ကို၆လပြီးပြေးအောင်လုံးမသူ့ဟာအင်းပြန်ရောက်တော့မှာ ဒါနဲ့ကျောက်လဲတဲခေါင်မို့ဖို့ကအပေါက်လေးတစ်ခုဖောက်ပြီးကျောက်လွယ်အိတ်ထဲမှာရှိတဲ့ရေဘူးကိုထုတ်တယ်။ပြီးတော့ရေဘူးတွေကရေတွေအကိုကြီးပရိစိတ်တဲ့အပေါ်တဲတဲ့လောင်းချတွေဟာဘာတွေလဲမင်းတို့တရေတွေအတော်လေးများနေပြီနော်အခုချက်ချင်းထွက်သွားစမ်းအကိုကြီးမျက်စိတော့မဖွင့်အဲ့လိုပြောနေဒီတက်ခေါတော့သူ့အတန်တွေတုံကြီးပြီဒါနဲ့ကျောက်လဲနောက်ဆုံးအစင့်အနေနဲ့ကြောင်မွက်ဖွဲအတန်တူလုံးလို့အကိုကြီးကိုခုလိုမျိုးပြောနေအခုမင်းဘောမှာကြတာက ငါပါဇက်ကစီးကြတဲ့တရည်တွေပဲအခုငါမင်းပေါ်မှာရှိရဲ့အခုပဲမင်းကိုစားမယ်ကွာကျောင်းအဲ့လိုအကိုကြီးကိုခြောက်လန့်ပြီးတဲ့ခေါမိုးပေါ်ကအနောက်ဘက်ကိုခုံချတယ်ဒီတော့ကျောင်းအကိုကြီးခြောက်လန့်လို့လဲဆောင်တဲရနေရွာစီကိုပဆိုးမနိုင်မင်းအတင်းပြေတော်တယ်သူ့ကိုတရည်ကြီးကတကယ်စားမယ်ဆိုပြီးခုံချလာတယ်အထင်နဲ့နောက်တော့တက်ချက်လှဲတော့မကြည့်ရဘူးပြို့ကျောင်းကလည်းဒီတော့မှလဲဆောင်တဲ့အနောက်ဘက်ကနေအပြင်ထွက်ပြီးတာဟာဟာနဲ့ရှင်မော်တယ် အဲ့ဒီအချိန်မှာကျော်ဘေးဘက်ထမ်းမင်ကြီးကနေထမ်းသေးတဲ့တဖြုံဖြုံနဲ့ကြွေးကြတယ်။ကျော်လည်းမသိင်ကားတာနဲ့ထမ်းမင်အပေါ်မော့ကြည့်တော့အမွေးရှိရှိရှာကြီးတထောင်ကန်ရှည်လျားနဲ့တင်ရဲ့ကြီးတက်ကောင်ထမ်းမင်ဘောကလေးဘက်ထောက်လို့ဆင်းလာတယ်။နေဝေရီစအမောင်တို့ဝင်းစအချိန်ဖြတ်တာနဲ့ကျော်လည်းအလုံးရှိရှိလင်းလင်းမြင်ရတယ်။ဒါနဲ့ကျော်လည်းဘယ်ပြောကောင်းမှလဲ။ဒီအကောင်ကြီးအောက်ကိုရောက်မလာခင်ရွာထဲကိုပြေးဝင်ခဲတာပေါ့ဗျာ။ဒီလိုနဲ့ကျော်အိမ်ကိုလည်းရောက်ရောကျောင်းလက်တကြားကောင်းမှုချုံလို့ ကတော့ကရင်ကွေးတဲ့အကိုကြီးကိုတွေးလိုက်တယ်။အမေကအကိုကြီးရဲ့ဖြစ်ပုံကြည့်လို့ရိုက်မဲ့အစီအစဉ်ဖြတ်လိုက်ရတယ်လို့အဖေကလည်းအကိုကြီးကိုကြောက်မှဆိုလို့ဖတ်ထားတာပေါ့ဗျာ။အမေကြီးကကြောက်ရောက်လာတာမြင်တော့မျက်စောင်းတစ်ချက်ထိုးပြီးကြောက်ကိုကြည့်လိုက်တယ်။ဒီတော့ကြောက်ကလည်းအဓိပ္ပာယ်ပါကောင်းကြီးပြလိုက်တော့အမေလည်းသဘောပေါက်သွားတယ်လို့ထင်ပါရဲ့။ကြောက်ကိုပြောင်းပြီးကြည့်နေရပေါ့ဗျာ။တကယ်တမ်းတင်ရဲနဲ့တွေ့ခဲ့တာကကြောက်လေ။အခုတော့တင်ရဲကိုတော့မမြင်မင်းကြောက်အတန်ကြောက်ရုံနဲ့ကြောက်လန့်တာကကြောက်အကိုကြီး တကယ်လေးရှိရပါတယ်ဗျာအခုဆိုတရဲနိုင်ဆရာကြီး မောင်းနိုင်အဖြစ်ကတရဲကြဝီပြေးလာရတယ်ဆိုတဲ့တဲ့တင်ရွာလုံးကိုဖွင့်သွားတယ်အထူးလိုဝတ်ချက်အနေနဲ့တခုတော့ရှိသေးတယ်ဗျကျောက်အကိုကြီးကသူ့ကိုခြောက်တယ်ဆိုတော့ကျောက်ဆိုတော့အခုထိမသိသေးဘူးပါ ခမားတို့ရဲ့ကျောက်ရင်အမေရဲ့ပဲဒီကိစ္စကိုသိတာလေတကယ်လို့များကျောက်အကိုကြီးသာသိသွားရင်တော့ကျောက်ခမားတို့စိတ်ဆိုးမှာနော်ဟုတ်ကဲ့ပါကျမတို့ရဲ့ channel ကထုံးလေးပေးခဲ့တဲ့ဇာတ်လမ်းကိုတော့ ီလောက်နဲ့ပဲရန်နာခွင့်ပြပါနားစင်အားပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်